ဲ့ကလေးတို့ရေခုနအခြေခံဖြည့်ချင်းရနေပြီးတော့မှတချို့တို့ဗားရီထပ်လုပ်လို့ရရဲဆိုတော့ကိုအတူတူကလိုက်ပြီးတော့မှလှုပ်ဆောင်ကြရအောင်နော်ကဲဆိုတော့ဒီချက်က color paper a photo ရဲ့ကိုယူလာတယ်ကဲဆိုတော့ဒီ color paper a photo ရဲ့နဲ့တချို့ကဖြည့်လိုက်တဲ့အခါမှာဗားရလာမယ်ဆိုတော့ကြည့်ကြရအောင်နော်အရင်ဆုံးစက်ကူကလေးကိုဒီလိုဒီဘက်အနားကိုကင်ပြီးတော့ဒီဘက်ကိုခောက်လိုက်မယ်အဲ့လိုဆိုစာရွက်ကိုဖြတ်ဖို့ပေါ့နော်ကဲခောက်ပြီးသွားတဲ့အခါမှာတချို့ကဒီဘက်မှာနော် ပို့နေတယ်ဒီဥစ္စာတွေကိုပေါ်တင်လိုက်မယ်ဒီပို့နေတဲ့အနားလေးเนาะခောက်လိုက်ခုနခောက်လိုက်တဲ့အခါမှာပို့နေတဲ့အနားလေးကကြည်နဲ့ဖြတ်ထုတ်ပါမယ်လို့ ကဲအဲ့ဒါဆိုရင်တော့ဒီလိုမျိုးစားပေါ့နော်ခဏဖြတ်ထုတ်လိုက်တာဒီလိုမျိုးစားပုံစံကိုရတာမှဖြစ်ပါတယ်ကဲဒါခဏလေးထားလိုက်မယ်နော်ဒါခဏဒီဘက်ဘေးနားထားမယ်ပြီးတဲ့အခါမှာတီချာတို့ကဒီလိုအလဲကနေပြီးဘယ်လိုပြန်ချိုးမယ်ဟွန်းအေးလက်လက်လေးပြန်ချိုးလိုက်ပါမယ်ပြန်ချိုးပြီးတဲ့အခါမှာဒီကျတော့အမြင့်ချောင်းလေးတွေကိုဆွဲရမှာဖြစ်ပါတယ်။ဘလို့ဆိုတော့ကကြီးနဲ့ညက်ဖို့ရအတွက်။နော်ဒီလိုသားသမီးမဆွဲတတ်သေးလို့ရှိလေ။မေမေဖေဖေလေးရဲ့အကူအညီကိုယူပြီးတော့မှဆွဲနိုင်ပါတယ်။ ယ်ဆိုတော့အရင်ဆုံးမြင်းကြောင်းလေးတားမယ်ဖြီးတဲ့အခါမှာတချို့ကဒီဝက်အောက်ကိုဆွဲသွားမယ်ခုနတော့တမင်းနှစ်ခုသုံးခုအများကြီးလည်းမလိုအပ်ပါဘူးတချို့လို့တို့ရဲ့ဒီနားမှာအပိုလေးထားပေးမယ်နော် ကဲဆိုတော့ဒီချေရောကဒီလိုပုံစံမျိုးလေးတွေရလာမှာဖြစ်ပါတယ်အဲ့ဒါလေးတွေကိုဒီချေရောတက်တက်ကလေးကက်ကြီးကလေးနဲ့နော်ညံ့မှာဖြစ်ပါတယ်လို့နော်ကဲဆိုတော့ကက်ကြီးနဲ့ညံ့မယ်ကက်ကြီးနဲ့ညံ့ပါဦးမယ်မပြည့်စရာเนาะဒီအထီးပဲအောက်ဖက်ကနေညံ့မယ် ကဲအဲ့ဆိုလို့ရှိရင်တချို့တို့ကညက်ပြီးသွားပြီဆိုရင်ဒီမှာဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီလိုလေးတွေရမှာဖြစ်ပါတယ်ကဲနော်ခုနကတချို့တို့ဒီမှာညက်ပြီးသွားပြီဆိုတော့မလုံးလဲဆိုဒီလိုဖြန့်လိုက်မယ်ဖြန့်ပြီးတဲ့အခါမှာဒီလိုအစွန်းတစ်ဖက်တစ်ချက်စီကိုကော်နဲ့တုံးမှာဖြစ်ပါတယ်လို့ဒီဘက်ဒီလိုဒီလိုဘက်ဒီဘက်ကိုကြည့်ဒီဘက်အစွန်းကနေပြကော်လေးတစ်ချက်တုံးမယ်ကော်လေးတစ်ချက်တုပ်ပြီးတဲ့အခါမှာဒီအစနဲ့အဆုံးထိနော်အစနဲ့အဆုံးထိ သားသမီးမှာရှိတဲ့ကော်လေးနဲ့တုံမယ်တုံပြီးတဲ့အခါမှာတချက်တို့ကဒီဘက်အစွန်းနဲ့ဆက်လိုက်မှဖြစ်ပါတယ်လို့ ကယ်ကောနဲ့တုတ်ပြီးဟောဆက်လိုက်ပြီးဆက်လိုက်ပြီးဆိုတာ ਨੇ ဒီလိုလေးအဲဒီလိုလေးနည်းနည်းလေးလက်ကလေးနဲ့ဖြည့်ကြည့်မယ်လက်ကလေးနဲ့ဖြည့်ကြည့်ပါမယ်လက်ကလေးနဲ့ဖြည့်ကြည့်မယ်ဆိုရင်တော့ဒီချက်တို့ကအခုချိန်မှာမိအိမ်လေးတလုံးကိုရလာပါပြီမိအိမ်လေးပေါ့ ခုနကဖြတ်လိုက်တဲ့ပိုင်းအစလေးတွေကိုတချို့တော့မိအိမ်လေးနဲ့လုပ်ရတာဖြစ်ပါတယ်ဆိုတော့ခုနပိုနေတဲ့အပိုင်းအစလေးနော်ဖြတ်ပြီးတော့ပိုတဲ့အပိုင်းအစကိုမိအိမ်လက်ကင်လုံမှာဖြစ်ပါတယ်လို့နော်မိအိမ်လက်ကင်လုံမှာဖြစ်ပါတယ်ဆိုတော့ဒါခဏလေးဘုဘခဏသွားမယ်ဒါလေးတို့ခောက်မယ်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 ပြီးလို့ရှိရင်လည်းဒီလိုလက်ကလေးမှာလိုပတ်မယ် နည်းနည်းကိုရအောင်နော်ကိုရတော့သာသမီလက်ကလေးမှာလိုခဏပတ်ထားမယ်လိုက်ပြီးတော့လိုက်ပြီးတော့ပတ်မယ်ပတ်ပြီးတော့ခါမှာဒီမှာတီရိုကိုကိုလေးရပြီနော်ကိုကိုလေးရပြီဆိုလို့ရှိရင်ဒီအစွန်ဘက်အနားတွေကိုတီရိုကကော်လေးနဲ့တုံမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ဖက်တုံမယ်ဒီလိုဒီလိုအပြင်ဘက်ကနေနော်ပြင်ဘက်ကနေကော်လေးနဲ့တုံမယ် ခရဆိုလို့ရှိရင်တချို့တို့ကခုနကကောတုတ်ထားတဲ့အစနဲ့ဒီလို take လေးတွေမှာလိုက်ပြီးတော့ကတ်မှာဖြစ်ပါတယ်လို့ကဲကိုေးပြီးကတ်လိုက်မယ်ဒီဘက်တစ်ဖက်လို့ခဏလေးညှစ်ထားမယ် Okay ညှိပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကတော့တချို့ red color ညှိရင်လေးဖြစ်ပါတယ်ထန်းတန်းညှိရင်လေးရပါပြီကဲဒါတော့ဒီမျိုးလည်းလိုက်ပြီးတော့လွတ်ဆောင်နိုင်မယ်လို့တချို့ယုံကြည်တယ်ခရဆိုလို့ရှိရင်တော့ချန်နယ်အတူတူလွတ်ဆောင်ပြန်တွေ့အားလုံးကိုဖိတ်ချင်ပါတယ်เนาะ က်ကလေးတို့ရေခုတခါလက်မှုမှာတော့တချို့တို့ကဘလို့တတရရရနဲ့ဆာရွက်ကလေးတွေခောက်ကြမလဲညီညာနဲ့ဘလို့ခောက်ကြမလဲဆိုတော့ကိုတချို့နဲ့တူတူကလည်းလောက်ကြရအောင်နော်တချို့ကသားသီးတို့မြင်တာအောင်ညင်းချောင်းလေးတွေဆွဲလာရင်နော်ကဲအဲ့ညင်းချောင်းလေးအတိုင်းကိုတချို့နဲ့တူလိုက်ပြီးတော့မှခောက်ကြရအောင်နော်ကဲဆိုရင်ဒီဘက်လေအတက်တချောင်းထဲရှိတဲ့မြင်းကိုတချို့တို့ကလက်မလက်ညှိုးလေးနဲ့ဖြိမယ်လို့ဆွဲမယ်ဟောဒီမှာဒါသူအစွန်းနေမထွက်စေရအောင်နော် ဆိုနေမထွက်စီပဲနဲ့တညီတညွမဖြစ်ရသေးဘူးဒီဘက်လည်းအဆုံးမထွက်ရဘူးဒီဘက်လည်းဆုံးမထွက်ရဘူးအဲဒီလိုညီပြီးနှစ်ခုထက်နေပြီးညီပြီးညီပြီးဆိုမှဒါတော့တမီးတို့ဆီမှာရောကပါလို့နေဆိုတော့ဒီလိုဖိချလိုက်ရမှာဖြစ်တယ်ကဲလောက်တက်မလားခလေးတွေလွယ်လွယ်လေးပဲနော်ဟွန်းဒါဆိုလို့ရှိရင်တချေတော့တစ်ခုရပါပြီကဲနောက်တစ်ခုသွားကြရအောင်နောက်တစ်ခုကကြတော့ညင်းချောင်းနှစ်ချောင်းကဲအရင်ဆုံးတချေတော့ကဒီဘက်မြင်းကိုနော်လို့ဖိမယ် နည်းနည်းညီအောင်ရင်လုပ်မယ်အစွန်းနေပါတယ်ညီပြီးဒလိုကြီးဒလိုကြီးတွေမလို့အောင်ဒလိုကြီးတွေမလို့အောင်နော်ဒီလိုအမ်လိုက်ပြီးတော့ညှိမယ်လက်ကလေးတွေလိုလက်ညှိကြည့်မယ်ညီပြီးဆိုတော့မှတချို့ကလက်ကလေးနဲ့ဖြိမယ်ဟုတ်ပြီဒါတခုပြီးသွားပြီဟောဒီမှာဒီလိုတခုကြံသေးတယ်မလားဆိုတော့တချို့ကဒီဘက်ကနေပြန်ပြီးတော့ခောင်းမယ်အော်ညီမညီမဆုံးမထွက်ရဘူးလူကြီးတွေမဖြစ်အောင်နော်ကဲ မထွက်ရဘူးပြီးရင်ညီးပြီးညီးပြီးဆိုတော့မှတချို့ကဖိချလိုက်မယ်။ကဲဆိုတော့တချို့တို့ကဒီလိုလုပ်ပုံစံလေးရလာပါအောင်နော်။ညီးဒီလိုလို့လေးတစ်ခုဒီလိုလေးတစ်ခုဆိုတော့ဒီလိုလေးရလာမယ်။ကဲနောက်ဆုံးတစ်ခုကတော့တချို့တို့ကဒီလိုညင်းတချို့ကဒီလိုညင်းကိုဒီလိုဖြတ်ထားတယ်နော်။ကဲမြင်းဖြတ်ထားတာကိုတချို့တို့ဒီဘက်နားလေးကိုကင်ပြီးတော့ ောဒီဘက်ကိုသွားမယ်ဟောဒီဘက်ကိုသွားမယ်ညိမယ်ညိမယ်ဒီလိုကြီးအဆွန်းနေဒီလိုကြီးမထွက်ရအောင်နော်ဒီလိုကြီးတွေမဖြစ်ရအောင်တဲတလေညိထက်သွားပြီဆိုတော့မှတချို့ကလက်နဲ့တေချာလေးဖိသွားမယ်โอเคဆိုတော့ချီရိုထရီဂန်လေးတစ်ခုရပြီကဲဆိုတော့တောက်ပြီးတွေ့တဲ့အတိုင်းဒီမှာဒါကိုတချို့ဒီလိုခောက်ခဲ့ပြီးသွားပြီဟောဒါလေးကိုလည်းတချို့ကနော်၄ဘိုင်းဒီလိုတစ်ချက်ခောက်ပြီးရယ် တို့ကဒီလိုတစ်ချက်ခောက်မယ်ဆိုလို့ရှိရင်ဒီချက်တို့ကလေးပိုင်းခောက်ပြီးသွားပြီဟောဒါလေးဆိုလေပိုတော့လွယ်သေးတယ်ဒီအစွန်းကလေးကနေတို့ကဒီလိုအလေထိကိုဒီလိုခောက်လိုက်မယ်ကက်တီချန်နဲ့အတူတူလိုက်လုံနိုင်မယ်လို့တချာတော့ထင်တယ်ကဲဆိုတော့တချာတို့ရဲ့အဲဒီစက်ကူခောက်ချင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်လို့